တော်လန်မေဘပြည်သူကလကများအားလုံးမင်္ဂလာပါရှင်။ယခုတင်ဆက်ပေးမှာကတော့ဒေါက်တာဖြူတီဟာရေးသားထားတဲ့စိတ်ကောင်းရှိမှစကားကောင်းထွက်တဲ့ဆောင်းပါးပဲဖြစ်ပါတယ်။နားဆင်ပေးကြပါအောင်ရှင်။စိတ်ကောင်းရှိမှစကားကောင်းထွက်တဲ့ဒီနေရာမှာအကျိုးလိုလိုဖားတာရှာပြားလေးနဲ့ရှောက်ပြောတာတွေကိုတော့ဖယ်ထားလိုက်ပေါ့။စကားကောင်းဆိုတာတစ်ဖက်သားကိုကောင်းစေခြင်းနဲ့စိတ်နဲ့ပြောတဲ့စကားစိတ်ချမ်းသာသွားအောင်ကြည်လင်သွားအောင်ပြောတဲ့စကား ဒါတွေကိုဆိုလိုပါတယ်မေတ္တာကရုဏာတွေအခြေခံထားတဲ့တစ်ဖက်လူကိုကိုချင်းစားတဲ့စိတ်နဲ့သူ့ဘက်ကနေချစ်ပြီးမှပြောတယ်ပြောတဲ့ကိုယ့်ရဲ့စိတ်ကလည်းကြည်လင်နေတယ်ဒါကို mindful communication လို့လည်းခေါ်နိုင်ပါတယ်အခုချိန်ကျွန်တော်တို့ရဲ့စကားတွေကောင်းသလားပြန်ကြည့်ကြည့်များသောအားဖြင့်တော့မကောင်းဘူး social media မှာမှမဟုတ်ပြန်ပဆက်ဆံရေးတွေမှာလည်းဒီလိုဖြစ်နေကြတယ် ဘာလို့ဆိုတော့စိတ်တွေကမှမကောင်းကြတာကိုမကောင်းမှုဆိုတာကရုံမာနေတယ်ဆိုလိုတာမဟုတ်ဘူးမြင်သာအောင် နမူနာပေးရရင်ဒီအစားတောက်ကအစိတ်မပါဘူးဆိုတိုင်းလူနဲ့တဲ့တာမဟုတ်ဘူးအောက်ပြုတ်ကျထားလို့ညစ်ပတ်သွားရင်လည်းစားတဲ့သူကိုဒုက္ခပေးနိုင်တာပဲကျွန်တော်တို့တွေရဲ့စိတ်ကလည်းအဲ့လိုပဲသူများပေါ်တော့မရောက်မှာပဲမြင်အငြိအကျေးတွေရှိနေရင် ကိုယ်ကိုပူလောင်စေမှာပဲကိုရင်လိုက်ဆိုတော့မဟုတ်ဘူး ကိုပတ်ဝန်းကျင်ကိုပါအဲ့ဒီအပေါ်ကကိုဆက်တယ်။ဒါကလည်းစကားဝိုင်းတစ်ခုမှာဆရာတယောက်ပြောသားသလို normal response to abnormal situation ပေါ့။ခုလိုပုံမှန်မဟုတ်တဲ့အခြေအနေကြီးမှာတွေ့ရလေရှိတဲ့တုံ့ပြန်မှုတွေပဲ။ခုလိုအချိန်ပြောင်းနေတယ်ဆိုတာကမှသာပြဿနာရှိတယ်ဆိုရမယ်။ဘယ်သူပါဖြစ်ဖြစ်ငါအဆင်ပြေနေရင်ပြီးရောဆိုတဲ့တကူကောင်းစိတ်ထားမျိုးရှိနေတာမျိုးဆိုတော့ဒါတွေကတာမှန်ပဲ။ မှားနေတာလည်းမဟုတ်ဘူးစာဖတ်သူတွေလည်းဖြစ်တယ်ကျွန်တော်လည်းဖြစ်တယ်တော်တော်များများလည်းဖြစ်ကြမှာပဲအဖြစ်ရှိသလိုတွေခံစားနေရမယ်အဲ့ဒီကနေတဆင်ဖြစ်လာတဲ့စိတ်မလုံးကျုံမှုကနေသူတို့ဘာကို အရင်ဥအောင်ဖြစ်ပြောတာတွေလုံးမိတတ်တယ်မိသားစုတွေနဲ့ခွဲခွာရတယ်တချို့အသက်ပေးသွားရတဲ့သူတွေရှိတယ်စေပွားတွေပြက်တယ်အလုပ်အကိုင်းတွေဆုံးရှုံးတယ်အနာဂတ်ကလည်းမောင်မိုက်ဆဲဘယ်တော့မှပြီးမယ်ဆိုတာမသိနိုင်ဘူး ပြောရရင်လူကို စိတ်ထိခိုက်စေတဲ့ပျော်ရွှင်မှုကိုဖြစ်စီတယ်။အဓိက အချက်တွေအကုန်ကျွန်တော်တို့မှာရှိနေတယ်။အဲတော့ဆဲလွယ်တယ်၊အပြစ်တင်လွယ်တယ်၊အဆိုးမြင်လွယ်တယ်။တစ်ဖက်မှာလည်းမရည်ရွယ်ပဲနဲ့စိတ်တက်ကြစေမဲ့စကားတွေပြောမိတတ်ကြတယ်ပေါ့။စကားကောင်းဆိုတာ force ဟုတ်တွေနဲ့ motive ပေးဖို့မဟုတ်ဘူး။လုံးနေလွဲနေတာတွေကိုဖုံးပြဖို့လည်းမဟုတ်ဘူးသို့တော့ဆောင်းပါအစမှာရေးခဲ့သလို မေတ္တာဂရုဏာကိုကျန်းစာစိတ်တွေ အခြေခံပြီးစိတ်ဓာတ်မကြအောင်အင်တိုင်းအတိုင်းနဲ့ဆက်လက်ပါဝင်ခြင်းစိတ်တွေ ဖြစ်လာအောင် လွဲနေတာတွေတဲမတ်လာအောင်ကျွန်တော်တို့အချင်းချင်းအားပေးကြဖို့ဖေးကူကြဖို့ထောက်ပြကြဖို့လိုပါတယ်အဲ့လိုလုပ်နိုင်ဖို့ဆိုတာကအရင်ဆုံးအနေနဲ့ကိုယ်စိတ်ကတည်ငြိမ်နေဖို့တတ်နိုင်တဲ့များအငြိအကျေးကင်းနေဖို့အရေးကြီးတယ်ကျမ်းမာမှာတော်လာနိုင်မှာဆိုတဲ့နေရာမှာ ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာတဲ့မကပဲစိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်းအလေးထားကြစေချင်ပါတယ်။စိတ်ဆိုတာကလည်းခန္ဓာကိုယ်စွမ်းအင်နဲ့တူပါတယ်။အကန့်အသတ်မရှိသုံးနေနိုင်မှာမဟုတ်ဘူး။ပြင်းမှန်းလွန်းလာရင်ခန္ဓာကိုယ်မှာအာကုံသွားတတ်တယ်လို့စိတ်မှလည်းအာကုံသွားတတ်တာရှိတယ်။သွားရမယ့်ခရီးကလိုပါသေးတယ်။ဒါတော့ကိုယ်စိတ်အားတွေကိုတကယ်အရေးကြီးတဲ့နေရာတွေမှာဒါအင်တိုင်းအားလိုက်သုံးပါ။အနားယူတဲ့အခါယူပါ။ စိတ်အနစ်အကြေးတွေကိုလည်းတတ်နိုင်သမျှရှုတ်ဖို့ပါဒါမှသာခရီးအဆုံးထိကျွန်တော်တို့ချီတက်နိုင်ကြမှာဖြစ်ပါတယ်ဒေါက်တာဖြိုးတီဟာတရက်၈လ2022ဟုတ်ကဲ့ပါရှင်ဒေါက်တာဖြိုးတီဟာရေးသားထားတဲ့စိတ်ကောင်းရှိမှစကားကောင်းထွက်တယ်တဲ့ဆောင်းပါးကိုဒီနေရာမှာဆုံးသတ်ပါပြီရှင်အဆုံးထိချိန်ပင်နာဆင်ပေးခဲ့ကြတော့တော်လန်မိဘပြည်သူ ကလေးကား တအိုးတယောက်ခြင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။အားလုံးကျန်းမာပေးခင်ကြပါစေရှင်။